ဒီရင်ကလူမနေတာတော်တော်ကိုကြာနေပြီကြာဆိုအမေကြီးတော်မြင့်ဆုံးမိကြရဆိုတော့အ ਨੇ ဆုံး၃နှစ်၄နှစ်ရှိပြီပေါ့အိမ်ကပြင်ခင်းထင်ရန်ကတက်ကယ်မိုးထားတဲ့အိမ်တိတိလေးပါ လေကတဲ့၃တွေပဲရှိတယ် အမေကြီးတော်မြင့်တယောက်တည်းနှစ်တွေတော်တော်ကြာအောင်နေခဲ့တာမလို့လေကားသုံးနှစ်ပဲရှိပေမဲ့တက်ရစင်းရလွယ်အောင်လို့နှစ်ဖက်စလုံးမှာလက်တန်းလေးတွေရိုက်ထားတယ်။ဟိုရောကတော့ဒီအိမ်နဲ့ဒီခြံလေးဟာမိသားစုတွေစီစီကကပျော်ပျော်ပါပါစူးစူးညံ့ညံ့တာတာရရရှိခဲ့တဲ့ခြံလေးပါ။နောက်တော့သမီးကြီးចောင်းဆရာမှာအိမ်အောင်ကြသွားလေ။သူယောက်ျားတာဝန်ကြရစီကိုလိုက်ပြီးတော့နေရ။အိမ်မှာယမကလူလင်သားကြီးအလက်မနဲ့အငယ်ဆုံးလူပြိုကောင်ပဲကျန်တော့တယ်။အဲဒီနောက်တော့မကြပါဘူး။ရှေးစင်းနောက်စင်းဆိုသလိုပဲ။ယမကလူလင်သားကြီးဟာအမေကြီးတော်မြင့်ကိုတီဝဲခွဲသွားပြန်တယ်။ အလက်မလည်းအိမ်အောင်ကြပြီးတော့အိုးခွဲသွားပြန်တယ်စီစီကကစူးစူးညံညံတတရရနဲ့အိမ်လေးဟာအတန်နေတိတ်ဆိတ်သွားတယ်ဒီကြားထဲတားလူပြိုကောင်ကလည်းအိမ်ကထွက်သွားပြန်တယ်ဖားကန့်လိုလိုမူဆယ်လိုလိုယူရီးယားလိုလိုအိမ်မှာတော့အမေကြီးဒေါ်မြင့်တယောက်လည်းကြံခဲ့ရတယ်တကယ်ကိုတယောက်တည်းကြံရစ်ခဲ့တာနှစ်ပေါင်းများစွာပျော်ရွှင်စရာနဲ့လွမ်းခြုံခဲ့တဲ့အမေကြီးဒေါ်မြင့်ရဲ့ကျင်နာရဝန်းလေးဟာမြစ်တာမိုးဒိန်နေတစ်ခုပြီးတစ်ခု လွင်ပါကုန်တယ်နှလုံးသားတစ်စုံမှာပတ်ကြားအပ်တဲ့တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာခဲ့တယ်အမေကြီးဒေါ်မြင့်ဘလို့ခံစားနေရမလဲဘလောက်ခြောက်သွေ့နေလိုက်မလဲတခုတော့ရှိတယ်စာဝတ်နေရ ော့ပူပင်စရာမလိုဘူးလေ။တမီးကြီးကြောင်းစရာမှာတလတ်တခါလာတယ်။တလတ်တခါဆန်စီငရုတ်ကြက်တော်ငပီးငချောက်ကစားဟင်းချက်စရာဝယ်စားဖို့ငွေ။ထမင်းချက်ဖို့ထင်းမီးသွေးအဆက်ဆက်ရရာပြည့်ပြည့်စုံစုံတလစာစီစဉ်ပေးသွားတယ်။နေတိုင်းမကောင်းဘူးအကြောင်းကြားလိုက်လို့ရှိရင်လည်းယောက်ျားရောသားသမီးရောခေါ်ပြီးရောက်လာတယ်။စီကံပြပေးတယ်ခြေစုံလက်နဲ့ပြုတ်ပေးတယ်။ဒါပေမဲ့တာဝန်ကိုစီနဲ့ဆိုတော့နှစ်ရက်သုံးရက်ထပ်ပို့ပြီးတော့မနေနိုင်ကြဘူးလေ။အလက်မလည်းမစိုးပါဘူး။သူကအိုးခွဲသွားပေမဲ့တရက်ကွက်ထဲမှာပဲ။တောင်ပြားနဲ့မြောက်ပြားဖြစ်နေပေမဲ့အမေကြီးစီကိုမကြမကြတော့ရောက်လာတတ်ပါတယ်။အမေကြီးစားက ကျင်နာလေးစားနိုင်မို့လူကျင်နာလေးလူနိုင်မို့လဲပေးတယ်ကန်းတယ်ဘလို့ပဲဖြစ်ဖြစ်ပါလေသမီးတွေမြေးတွေလာတော့ခဏတာစူးစူးပြပြဖြစ်ပေမဲ့အားလုံးပြန်သွားတဲ့အခါကျတော့အမေကြီးတော်မြေနှလုံးသားတိတ်ဆိတ်မြေတိတ်ဆိတ်နေခဲ့တာပါပဲ6တွေ့မြေ6တွေ့ပြီးတော့ကြံရစ်ခဲ့ရပြန်ပါတယ်အဲဒီအချိန်မှာအမေကြီးတော်မြေရဲ့အသက်က80ကျော်နေခဲ့ပြီကိုခန္ဓာအယံဝလွန်နေတယ်အသွားလာအထိုင်ထားနှေးသွားပြီးတော့ဝါတောင်ဝဲလေးတစ်ချောင်းနဲ့သွားမှလာမှထိုင်မှထားမှအဆင်ပြေတဲ့ဘဝကိုရောက်သွားပြီသမီးအကြီးဖြစ်တဲ့ဆရာမလည်းပြောပါတယ်အမေ ိမ်ထဲခြံကိုပစ်ထားခဲ့ပြီးတော့သမီးတို့နဲ့လိုက်နေပါလားအမေဘာမှမလုပ်ရပါဘူးအိမ်ဦးကမ်းမှာထားပြီးတော့အနီးကပြည့်စုံလှုပ်ကြွေးခြင်းလိုပါ အဲ့လိုတောင်းပန်ပြီးတော့ခေါ်ပါတယ်မလိုက်ချင်ပါဘူးေငါသားလေးပြန်လာလို့ငါ့ကိုမတွေ့လို့ရှင်ဘယ်လိုလုပ်မလဲဟဲ့တမိလက်ကလည်းခေါ်ပါတယ်ဘသူတွေဘယ်လိုပဲခေါ်ကောအမေကြီးတော်မြင့်ကတော့သူ့အိမ်နဲ့သူ့ချန်လေးကနေဘယ်မှမသွားခဲ့ပါဘူးဒီလိုနဲ့ပဲအမေကြီးတော်မြင့်တယောက်ကဘဝကိုတိတ်ဆိတ်ငြိမ်သက်စွာနဲ့တယောက်တည်းအထီးကျန်ပြီးတော့၁၀နှစ်လောက်ဖြတ်သန်းနိုင်ခဲ့ပါတယ်ဒီကြားထဲမှာထူးခြားတာတခုတော့ဖြစ်ခဲ့ပါတယ်အမေကြီးတော်မြင့်ဘာမီတွန်ဆေးပြားတွေကိုတောက်လိုက်တာပါလမ်းထဲမှာရှိတဲ့အိမ်ဆိုင်လေးကနေဝယ်တောက်တာပါအိမ်ဆိုင်ကလည်းယူယူတသားပဲထင်ပြီးတော့ပူပူလူလူဝယ်ထားတယ်ဆိုပြီးရောင်းပေးလိုက်ပါတယ်နောက်တနေ့မနက်နေတ တော်မြင့်တဲ့ဒီအမေကြီးတော်မြင့်ရမထပါဘူးနေတိုင်းနေတိုင်းအုံမောင်းခောက်တန်ကြတာနဲ့ဓမ္မီတက်လက်ဆွဲပြီးတော့တကုတ်ကုတ်တတောက်တောက်နဲ့ဆွန့်ချက်နေကြပါဘာဖြစ်လို့ပါလဲဆိုပြီးတော့ချက်ချင်းကရဲ့အိမ်ကလူတွေကလာကြည့်ကြပါတယ်အိမ်နေတာကိုတွေးလို့နှိုးတဲ့အခါကျမှနှိုးမရဘူးဖြစ်နေခဲ့ပါတယ်အနီးမှာလည်းစက်ကူနဲ့ဗာမီတွန်ဆေးပြားတပြားကိုတွေးလိုက်ရပါတယ်ဆေးဆံရုံသွားမေးကြည့်တော့မှဆယ်ပြားဝယ်သွားတယ်လို့ဆိုပါတယ်အဲဒီတော့မှဗာမီတွန်နဲ့တောက်လိုက်တယ်ဆိုတာတည်သွားခဲ့ကြပါတယ်သမီးတွေစီကိုအကြောင်းကြားဆေးရုံပို့အဲဒီတော့ကအမေကြီးတော်မြင့်တယောက်၃ရက်တိတိကိုစကားမေးမရပါဘူး၄ရက်မြောက်နေ့ကျမှသတိပြန်လည်လာ ားခဲ့ပါတယ်ဒီဖြစ်ပျက်ကအမေကြီးတော်မြင့်စိတ်ထဲမှာဘာတွေခံစားနေရလဲဆိုတာကိုပြသွားခဲ့တာပါပဲဈေးရုံအစင်းတော့လဲဆီယာမကသူ့အိမ်ကိုဒင်းခေါ်သွားပါတယ်တလားလောက်ကြာသွားခဲ့ပါတယ်တလားလောက်လဲပြီးတော့သူ့အိမ်လေးနဲ့သူ့ချက်လေးစီကိုတောင်ဝေးတရောက်တော့ထောက်ပြီးတော့ပြန်ရောက်လာခဲ့ပြန်တာပါပဲတရက်မှာတော့တားငယ်ကောင်ပြန်ရောက်လာခဲ့ပါတယ်နည်းနည်းပိန်သွားတာလွယ်လို့အရင်တိုင်းမှာပဲသူပြန်လာတော့ခကြီးဆောင်အိမ်လဲပါမလာခဲ့ပါဘူးငွေလဲတပြားမှမပါလာပါဘူးထွက်သွားတော့အတိုင်းအဝတ်တထည်ကိုတစ်ခုနဲ့ပါပဲယူရီးယားကိုသွားပြီးအလုပ်လုပ်တာမေးရဟိုမှာရောင်းစားခံလဲရတာထွက်ပြေးတော့အဖမ်းခံရပြီးတော့ထောင်ကြတယ်အခုမှထောင်အားထွက် လို့ပြန်လာတာမေးရယ်။ဘာပဲဖြစ်ဖြစ်ပါသားလေးပြန်လာတဲ့အတွက်တော့အမေကြီးတော်မြင့်ကပျော်နေတာတော့သိကြပါရယ်။မတွေ့ရတာကြာပြီဖြစ်တဲ့အမေကြီးတော်မြင့်ရဲ့အပျော်အပြုံးတွေအရဲ့မောတွေကိုဒီတော့မှတွေ့ကြရပါရယ်။ဒါပေမဲ့အမေကြီးတော်မြင့်ကသူ့သားလေးကိုတွေ့ကျင်လို့သူ့သက်ကိုဆွဲဆက်နေကြတာနဲ့တူပါရဲ့။သူ့သားငယ်လေးလည်းတွေ့ပြီးတော့စိတ်ကိုရှော့ချလိုက်ပါရယ်။လာနေငယ်ကြာမှာတော့ကွယ်လွန်သွားရှာခဲ့ပါရယ်။အမတွေကမိဘအမွေဒီအိမ်နဲ့ဒီခြံလေးကိုမောင်ငယ်လက်ထဲကိုပေးလိုက်ပါရယ်။မိခင်ကြီးလာလေဆွံ့ကြပြီးနောက်တနေ့မှပဲမောင်ငယ်ကအိမ်ကနေထွက်သွားပြန်ပါရယ်။ထုံးစံတိုင်းအဝတ်တထည်ကိုတခုနဲ့ပါပဲ။အဲ့ဒီကလေးက ာဒီအိမ်လေးနဲ့ဒီခြံလေးဟာဒီတိုင်းပဲပြစ်ထားခဲ့ကြတာဖြစ်ပါတယ်ဒီအိမ်လေးကိုငှားနေမဲ့သူတွေကအတာရုလင်မရပါလင်ရောမရရောကတရက်ခွေထဲသားတွေကြီးပါပဲအမေကြီးတော်မြင့်အိမ်နဲ့မလန်းမကန်းမှနေကြတဲ့ကလေးတွေပါတမီးကြီးစားတွေပြေးခိုးရလိုက်အိမ်အောင်ကြပြီးတော့အိုးခွဲနေဖို့ငှားနေရပါအလမကလည်းမောင်ငယ်ပြစ်ထားတဲ့အိမ်ကိုဒီတိုင်းထားတာထက်အိမ်ငှားထားလိုက်လို့ရှိရင်ပြ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 ရှိမယ်အိမ်ငှားကနဲ့ပဲတက်ကလေးဝယ်ပြီးအိမ်မိုးနိုင်မယ်လို့တွေးလိုက်ပါတယ်အဲဒါကြောင့်အတာရုလင်မရကိုအိမ်ငှားလိုက်ပါတယ်ဟဲ့အတာ ကြည်လဲလို့နော်အမေကြီးတော်မြတ်ကျွတ်မှာမဟုတ်ဘူးဟဲ့သူ့အိမ်ထဲကနေတောင်ဝိတတော်တော်နဲ့သွားနေတာခဏခဏကြားနေမြင်နေရတယ်ကလေးရဲ့အိမ်ကဒေါ်မဲလုံးကပြောလာခဲ့ပါတယ်အတားကတော့နည်းနည်းစိုးရင်သွားခဲ့ပါတယ်သူမိမငွေမီးကလည်းကြောက်တတ်တာဟုတ်အဲ့ဒါကြောင့်သူမိမနဲ့တိုင်ပင်ပါတယ်မတတ်နိုင်ဘူးဟာနေရမှာပဲလေအတားရဲ့အမေကြီးတော်မြတ်ကတော့တို့ချောက်မှာမဟုတ်တော့ပါဘူးဟဲ့အတားမိမငွေမီးကပြောလာခဲ့ပါတယ်ဒီလိုနဲ့ပဲအတားတို့လင်မယားအမေကြီးတော်မြတ်အိမ်ကိုပြောင်းလာခဲ့ကြပါတယ်ကျန်းကင်းတွေကိုရေစေးချကျန်းတိုင်တပြက်စီလဲချင်းတန့်ရှင်းလှုပ်လိုက်မှလူနေအိမ်တိန်နဲ့တူသွားခဲ့ပါတယ်အိမ် မ်မိုးကတော့ကြင်မြင်လမြင်ဒီတိုင်းလေးပဲထားလိုက်ပါသေးတယ်အလက်မကတပတ်တွင်းအိမ်မိုးပေးမယ်လို့ပြောထားပါတယ်ညရောက်တဲ့အခါမှာတော့တဏီကုံပင်မန်းထားတဲ့ဓာတ်နေကြောင်းငွေမိအားအစောကြီးအိတ်ရဝင်သွားခဲ့ပါတယ်အတားကတော့ဒေါ်မဲလုံးပြောသလိုအမေကြီးတော်မြင်ရဲ့တောင်ဝေးထောက်တန်တရတော့ကိုကြားရမလားအမေကြီးတော်မြင်ရဲ့ရုပ်သွင်ကိုပဲမြင်ရလေမလားဆိုတဲ့စိုးရင်စရာတွေကြောင်းတော်တော်နဲ့တော့အိတ်မရခဲ့ပါဘူးခုနေရာ6ခန်းကြားလိုက်လန့်လိုက်ဒီနေရာကဖြတ်ခန်းကြားလိုက်ရင်တုံသွားလိုက်နဲ့ညတကောင်လောက်မှအိတ်ပြော်သွားခဲ့ပါတယ်ဘလောက်ကြကြအိတ်ပြော်သွားလဲတော့လည်းမသိပါဘူးဘုံဘုံဘုံဆိုပြီးတော့အိမ်တရံကိုလက်ဝါးနဲ့ပုတ်တယ်လို့အတ န်သုံးချက်ကြောင့်အတဟာဖြက်ကနဲလန်နိုးလာခဲ့ပါတယ်မလုံးမရှက်အိရာတွေကနားဆွင့်ကြည့်ပါတယ်နောက်ထပ်တော့ဘာတမ်းမှမကြရတော့ပါဘူးနာနာဘဝတွေကပဋ္ဌာန်းဒေသနာတော်ကိုကြောက်တယ်24ပစ္စည်းရွတ်နေရင်ဘလို့နာနာဘဝမှမကက်ရောက်နိုင်ဘူးဆိုတာကြားဘူးပါတယ်အဲဒါကြောင့်အတဟာ24ပစ္စည်းကိုတိုးတိုးရွတ်လိုက်ပါတယ်ခဏနေတော့တောက်ခေါက်တန်ကြီးတစ်ချက်ဟာကျဲလောင်စွာပင်ကြားလာခဲ့ရပါတယ်တောက်ခေါက်တန်ကမကျင်မနှက်ဖြစ်ပြီးတော့ခတ်လိုက်တဲ့အတန်ကြီးဆိုတာကိုအတာနားလေလိုက်ပါတယ်ချက်ချင်းဆိုသလိုပါပဲတဒုံလုံးခြေဆောင်နင်းသွားတဲ့အတန်ကြားရပါတယ်ခြေတန်ကဒကမကြီးစီကိုတွားနေပါတယ် ပြီးတော့လေကားကနေတရုံလုံးခြေဆောင်ပြီးတော့ဆင်းသွားပါတယ်။ဆင်းရင်လည်းလေကားလက်တန်းကိုဖြန်းကနေဆိုပြီးခက်ပြင်းပြင်းတစ်ချက်ရိုက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ညကပြန်ပြီးတိတ်ဆိတ်သွားပြီးတော့ငြိမ်သက်သွားခဲ့ပြန်ပါတယ်။ လေတိုက်တာကြောင့်တရက်ပင်ဂိုင်းတချို့ဟာခေါင်မိုးပေါ်ကိုပွတ်တိုက်ပြီးတော့ဂျစ်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 နဲ့မြင်နေခဲ့ပါတယ်ခေါင်မိုးပေါက်တွေကြားကနေကျယ်ပွင့်အချို့ဟာအမောင်တွေကတဖြက်ဖြက်နဲ့လက်နေတာကိုလည်းမြင်တွေ့နေရပါတယ်ဆဆကျင်စောက်နဲ့တွင်းဆိုသလိုပထမဆုံးအိတ်တဲ့ညဦးမှာပဲအတာတယောက်တရက်၆ခန့်လေးရပြီပဲဖြစ်ပါတယ်ဒုတိယမြောက်ညကပထမညထက်ကိုပိုဆိုးပါတယ်မန်းငွေမီရဲ့ငဲတန်ပအောင်អော်လိုက်တဲ့အတန်ကြောင့်အတာလန်နိုးသွားခဲ့ပါတယ်မန်းငွေမီကခြေရင်းဘက်ကိုလက်ညှိုးကြီးထိုးပြီးတော့မျက်စိစုံမဲ့ပြီးတော့တရက်တရက်ဆိုပြီးတော့អော်နေပါတယ်အတာလန်ကြည့်လိုက်တော့ဖြူဖြူကြီးကိုတွေ့ရပါတယ်တိန်နေလို့မီးခိုးငွေ့တရံလို့ လို့လို့ပြပြကြီးပါပဲထင်ထင်ရှားရှားမဟုတ်ပေမဲ့လူပုံတရံကတော့တဲတဲကွက်ကွက်ရှိနေပါတယ်နာနာဘာဝတကောင်မှန်သိတာလားပါပဲအတာကြီးနေတော့မှပဲအဲ့ဒီပြပြကောင်ကတကားကိုတိုးဖြတ်ပြီးတော့အပြင်ဘက်စီကိုထွက်သွားတာကိုတွေ့လိုက်ရပါတယ်ခြေောက်ကိုလာဆွဲနေတာကြောက်လိုက်တာ မငွေမီအကြောက်လွန်နေတဲ့အတန်နဲ့တုံတုံယီနဲ့ပြောလာခဲ့ပါတယ်။နှစ်ညအီတာနှစ်ညလုံးသေးရချောက်တယ်ဆက်နေလို့ဖြစ်ပါမလား။အတာတွေးရပါတယ်။မတော်တဆတာမငွေမီတစ်ခုခုဖြစ်သွားရင်တော့ဒုက္ခပါ။ဘလို့ပဲဖြစ်ဖြစ်ဒီကိစ္စနောက်နေ့မှဆက်တွေးမယ်။လောလောဆယ်အရေးကြီးတာကမငွေမီကိုအားပေးဖို့ဖြောင်းပြဖို့ပါပဲ။မငွေမီကိုရေတခွက်ခတ်တိုက်လိုက်ပါတယ်။မကြောက်နဲ့နော်ငွေမီကိုတယောက်လုံးရှိတယ်။အတာငွေမီကိုကျဉ်ကျဉ်နာနာဖတ်ထားပြီးတော့အားပေးနေပါတယ်။အားသာပေးနေရတဲ့သူလဲကြောက်နေခဲ့ပါတယ်။မီကိုငွေလိုလိုအဖြူအကောင်ကြီးကိုမျက်စိတွေကဖြောင်းပြလို့မရအောင်မြင်နေပါတယ်။နောက်ပြီးတော့သူ့တကူလုံးမှလည်းကြောက်စိတ်ကြောက်ချွေးတွေ နဲ့ရွှဲနစ်နေခဲ့ပါတယ်ဒေါ်မဲလို့ရင်ခမားပြောတော့အမေကြီးဒေါ်မြင့်ကမကြွဘူးဆိုသူ့အိမ်မှာရှိနေရဆိုအခုတရေ၆တာနှစ်ညရှိနေပြီဗျာအမေကြီးဒေါ်မြင့်တော့မဟုတ်ဘူးအခြားတရေတွေပဲဟေးဟုတ်လား ဒေါ်မဲလုံးကအာအသင့်သွားခဲ့ပါတယ်သူဒီဘက်အိမ်ကနေကြားနေရတဲ့အတန်တောင်ဝေးထောက်တန်တရောက်တောင်မို့အမေကြီးတော်မြင့်သူ့အိမ်ထဲမှာရှောက်သွားနေရပဲလို့တွေးနေမိပါတယ်အခုအတာတို့လင်များတွေ့ခဲ့တဲ့တရေကအခြားတရေတွေဆိုတော့ဒေါ်မဲလုံးမျက်စိပါလဲသွားခဲ့ပါတယ်လူမနေပဲပြစ်ထားတာကြာပြီဆိုတော့အခြားတရေတွေပါနေလာကြတာဖြစ်မှာပေါ့ဟဲ့အဲဒီလိုမျိုးဒေါ်မဲလုံးကသူထင်းတယ်လို့ပြောလိုက်ပါတယ်ဘလို့ပဲဖြစ်စေတတရမြောင်ညမှာတော့အမေကြီးတော်မြင့်တယောက်ဟာအတာတို့စီကိုရောက်လာခဲ့ပါတယ်အဲဒီနေ့ကအတာအလုပ်ပြန်နောက်ကြပါတယ်သူတို့ပယံပွဲဒီနေ့အခြားမြို့မှာသွားဆင်းရပါတယ်အလုပ်သိဉ္ဉင်ကညနေ၄နာရီ ခွဲပေမဲ့အပြန်မှာတော့ကားဆောင်ရကားစီရနဲ့ညမောင်ကြီးဖြုတ်ပြမှာအိမ်ရောက်လာခဲ့ပါတယ်မငွေမီကတော့မျက်စောင်းတို့ခက်လန်လန်မှရှိတဲ့သူ့အမေအိမ်ကနေအတားကိုစောင့်နေပါတယ်တရေချောင်းမှန်းတိတာကြောင့်အတားမရှိလို့ရှိရင်နင်းနေညညသူမနေရဲလာပါဘူးအဲဒါကြောင့်အမေအိမ်မှာနေအမေအိမ်မှာစားတယ်ညနေစာကိုလည်းအမေအိမ်မှာပဲချက်ထားလိုက်ပါတယ်အတားပြန်လာတော့ညနေစာစားပါတယ်ပြီးတော့မှငားနေတဲ့အိမ်ကိုလာခဲ့ကြပါတယ်အရင်းညကတော့သူတို့လင်မယားကောင်းကောင်းမွန်မွန်နဲ့အိတ်ကြရပါတယ်ဖြူဖြူတရံနဲ့နန္နာဘာဝအကောင်ကြီးလည်းမလာခဲ့ပါဘူးသူတို့ရောက်လာတာကိုမကြင်မနက်ဖြစ်ပြီးတော့တောက်ခေါက်လိုခေါက်ခြေဆောင်နင်း လွန်နေလှုပ်တတ်တဲ့တရေလည်းမချောက်တော့ပါအနောက်ရက်မရှိတာကြောင့်တိတ်ဆိတ်နေတဲ့ညာခင်ကတာယာနေပါတယ်ညမောင်ထဲမှာအစွမ်းကုန်လင်းလက်နေတဲ့ကျယ်ဝင့်များပြားကိုခေါမိုးပေါက်တွေကြာကမြင်နေရပါတယ်ညတော်တော်နဲ့မှာအတာတို့လင်များအိပ်ပျော်သွားခဲ့ကြပါတယ်ဟဲဟဲကလေးတွေထကြထကြမိုးရွာတော့မယ်ဟဲသွားသွားငွေမိမေရင်သွားကြနှိုးနေတဲ့အတန်ကြောင့်အတာရောငွေမိပါနှိုးသွားခဲ့ပါတယ်နှိရှိလာများလက်ပွန်းတတိရှိခဲ့တဲ့အတန်ရင်းနှီးခဲ့တဲ့အတန်ဒီအတန်ပိုင်ရှင်ကအမေကြီးတော်မြင့်ဆိုတာကိုအတာတို့နှစ်ယောက်စလုံးသိကြပါတယ်အိယာတွေကလူလဲပြီးအထမှာတော့ကျမ်းမြေမို့တောင်ဝဲထောက်တဲ့အတန် တောက်တော့ကိုတစ်ချက်နှစ်ချက်ကြားလိုက်ရတယ်လို့ရှိပါတယ်။နှစ်ယောက်စလုံးအပေါ်ကိုမော့ကြည့်မိပါတယ်။ဟုတ်ပါတယ်။ကျယ်ရီတပွဲမှရှိမနေတော့ပါဘူး။ပျောက်ချင်းမလားကိုပျောက်ကုန်ကြပါပြီ။ကောင်းကင်ကြီးပေါ်မှာမိုးသားမိုးရိပ်တွေနဲ့မဲမောင်အောင်ခဲနေပါတယ်။အဲဒီတော့ငါလေပြေတစ်ချက်ဝေးတိုက်လာခဲ့သေးပါတယ်။အေးစိတ်နေတဲ့လေမိုးနှံ့ပါတယ်လေ။သူတို့လင်မယားအိယာတွေအ мян သိမ့်ပြီးတော့ပခုံးမော်ကိုထမ်းပြီးတော့မန်းငွေမီအမေအိမ်စီပြေးသွားခဲ့ကြပါတယ်။မန်းငွေမီရဲ့အမေအိမ်တကာကိုဖွင့်ပေးလိုက်တဲ့အချိန်မှာပဲကြောက်စရာဖျန်းကနေဆိုတဲ့အတန်အင်းနဲ့ဝင်းကနေဝင်းကနေလေးရဲ့စီးချောင်းကြီးတွေကလက်သွားခဲ့ပါတယ်။ချက်ချင်းပဲမိုးကြီးကလည်းတဲကြီးမဲကြီးဝုံးန ိုင်းကိုရွာချလာခဲ့ပါတယ်။ကံကောင်းလို့ငွေမိရဲ့အမေကြီးတော်မြင့်နှုတ်လို့တာပေါ့။မဟုတ်လို့ရှိရင်ဒုနှစ်ယောက်လုံးမိုးမိလို့ကြွတ်ဆုပ်ဖြစ်နေတော့ပြီ။အတားအမေကြီးတော်မျိုးကျေးဇူးတင်တယ်နဲ့ပြောလိုက်ပါတယ်။ဟုတ်ပါတော့အမေကြီးတော်မြင့်နှုတ်လို့တာပေါ့။မငွေမီတန်တော်နဲ့အတစကားကိုထောက်ခံရင်းနဲ့ပြန်ပြောလိုက်ပါတယ်။ကျမတို့အနေကင်းပြည့်တရားလေးနိုင်ကောင်းမလားမသိဘူးမေ။မငွေမီကသူ့အမေနဲ့တိုင်ပင်နေရပါ။မလုပ်ပါနဲ့ရေ။ကိုကအိမ်ငါဘဝနဲ့နေပြီးတော့အိမ်ရှင်ကိုနှင်ထုတ်တယ်လို့ဖြစ်နေမှာပေါ့ရေ။အနေကင်းပြည့်တရားနိုင်ဆရာတော်တန်ဃာတော်တွေကအိမ်ဝင်းချံဝင်းထဲမှာနေထိုင်နေမကောင်းစိုးကနာနာဘာဝ ဝပေါင်းကိုယတနာသုံးမမိတ်နဲ့နှင်ထုတ်ရပါတယ်အဲ့ဒါကိုယူညွန်းပြီးတော့မန်းငွေမီအမေကတားတာပါသူတို့အားလုံးမြင့်မြတ်တဲ့ပုံမွားရအောင်ကောင်းမှုကုသိုလ်လုပ်ပြီးတော့အမြတမ်းပေးဝင်ရောအတားသူရောက်ခမောက်ထပ်ပြီးတော့အဲ့လိုမျိုးပြောလာခဲ့ပါတယ်တတ္တဝါဆိုတာကိုကိုကိုခင်တွေ့ကြတယ်ကွလက်ရှိဘဝကိုပဲတွေ့တာတတ်မှတ်နေကြတယ်တာယာနေတတ်ကြတယ်အမေပြောပြမယ်တေချာနာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်တာဝတိပြည်ဇေတဝန်ကျောင်းတော်မှာတရင်သုံးနေခြင်းဟာယဟန်900ကမြတ်စွာဘုရားစီကကမ္မထံတရားတွေကိုသင်ယူပြီးတော့ဟိမဝန္တာနီးမှာရှိတဲ့တောဥကြီးတခုထဲသွားပြီးတရားအ ားထုတ်ကြတယ်။အဲဒီလိုယဟန်နဲ့တရားအားထုတ်နေတော့သူတို့ရဲ့သီလတကူကြောင့် တောထဲမှာရှိတဲ့ရုပ်ကစိုးတွေဟာသူတို့ဘုံဘိမ့်မှန်တစ်ပင်တွေပေါ်မှာနေလို့မရတော့ဘူးကွယ်မနေနိုင်ကြဘူးရုပ်ကစိုးဆိုတာကတော့တစ်ပင်ကိုဆောက်ရှောက်တဲ့နှက်ပေါ့သူကလည်းပိတ်တာပုံသာနာနာဘာဝတစ်မျိုးပါပဲရုပ်ကစိုးတွေဟာရဟန်းတွေတောထဲမှာမနေရအောင်လို့ထွက်ပြေးအောင်လုပ်ကြတယ်ဘလို့လုပ်လဲဆိုတော့ထိတ်လန့်ကြောက်ရွံ့ပွေရုပ်စင်းတရံတွေကိုအမျိုးမျိုးဖန်ဆင်းပြတယ်ခြောက်လန့်ကြတယ်ရဟန်းတွေကလည်းစိတ်ခြောက်ကြတာပေါ့စိတ်နောက်ချက်တွေဖြစ်လာပြီးတော့ကောင်းကောင်းမွန်မွန်ဖျော့ဖျော့တန်တန်နဲ့တရားအမထုတ်နိုင်ကြတော့အဲဒါကြောင့်တာဝတိပြည်ကိုပြန်သွားကြတယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းစုံကိုမြတ်စွာဘုရားကိုရှောက်ထားတယ်မြတ်စွာဘုရားချစ် ာယဟန်တို့လက်နက်အဆောင်အယောင်အယံအသားမှဆောင်မသွားကြပဲဟုအဲ့လိုမျိုးမိန့်တော်မူပါတယ်ယဟန်တို့မြစ်တာတုပ်ပိယအယံတာကိုတင်ကြပေးပါတယ်ယဟန်900ဟာလည်းမြစ်တာတုပ်ကိုနိုင်ယူကြက်မှတ်ကြပါတယ်ပြီးတာနဲ့ပဲတောအုပ်ကြီးတွေကိုပြန်ပြီးတော့ဝင်ခဲ့ကြပါတယ်တောအုပ်ကိုစပြီးဝင်ကြတဲ့အမြစ်တာတုပ်ကိုရွတ်ဆိုကြတယ်နောက်တော့ကမထန်တရားကိုအားထုတ်ကြတယ်ဒီလိုရွတ်ဆောင်တော်မှာရုပ်စိုးတွေဟာယဟန်တော်တွေကိုအနောက်ရှက်လုံးဝမပြုတ်တော့ဘူးတဲ့မပြုတ်ရပြင်ကုညီဆောက်ရှောက်မှုတွေပါပြုတ်ပေးကြတယ်ဒီတော့မှယဟန်အပေါင်းအားဝါရင်း3လကာလပတ်လုံးအေးချမ်းစွာတရားအားထုတ်နိုင်ကြတယ်တရားထူးတရားမြတ် ချက်တွေလည်းရရှိသွားကြတယ်တဲ့မေတ္တာတော့ကိုရွတ်ဘတ်ပူဇော်လို့ရှင်နာနာဘာဝမကောင်းဆိုးဝါးတွေတွေမကောင်းကိုယ့်ရဲ့ရန်သူတွေကတော့ချစ်ခင်လာတယ်၊ကူညီလာကြတယ်။အဲဒါကြောင့်သားတို့သမီးတို့လည်းမေတ္တာတော့ပိရိတ်တော်ရွတ်ဘတ်ပူဇော်ကြရမယ်။တခုရှိတာမေတ္တာတော့ကိုရွတ်ဘတ်ပူဇော်ရုံနဲ့တော့မရဘူး။မေတ္တာတော့မှာပါဝင်တဲ့အတိုင်းကြင့်ကြံရမယ်။သူတော်ကောင်းတရားကိုအားထုတ်ကြရမယ်။ဒီလိုလုံးမှသစေတရဲ့နာနာဘာဝတွေရဲ့အနောက်ချက်ကကင်းစေမယ်။အတာရောငွေမိရောအမေဖြစ်သူလမ်းညွန်ပြခဲ့တဲ့အတိုင်းမေတ္တာတော့ရွတ်ပါတယ်။ အမေကြီးတော်မြင့်နဲ့ကြုံကြိုက်တဲ့တရဝါအပေါင်းတို့တွေ့လို့ပြောပြီးတော့ခေါင်းရင်းဘက်ကတရက်ပင်မှာထမင်းပကံအမြဲတင်ပေးထားပါတယ်။ဒီအစီအစဉ်ကတရက်မချောက်တဲ့နီးလို့တောင်ပြောလို့ရပါတယ်။အဲဒီနောက်ပိုင်းမှာတော့ကြောက်အောင်လန့်အောင်မချောက်တော့ပါဘူး။ရှိတာတော့ရှိနေတော့မှာပဲ။ဖြူဖြူရိတ်အငွင့်လိုຢာတွေကတစ်ခါတစ်ခါမှတွေ့ရတတ်ပါတယ်။အမေကြီးတော်မြင့်ရဲ့တောင်ဝေးခောက်တံတတော်တော်ကိုလည်းရံဖာရံခါကြားရပါတယ်။ဒီနေ့ထိလည်းရှိနေခဲ့သေးပါတယ်။ဒီနေ့ထိလည်းကြားနေရတော့မှာပဲ။ ဒါပေမဲ့လည်းအတာရောငွေမိရောကြောက်စိတ်လန့်စိတ်တော့မဖြစ်တော့ပါဘူးတဲ့ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုဆွနတ်တီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်